အားလုံးပဲမင်္ဂလာပါမလေးစကားပြောအစီအစဉ်မှပြန်လည်ကြိုးစားလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဆိုရင်လေကျွန်တော်ကိုမေးထားတာလေးတွေကျွန်တော်ပြန်လည်ဖြေချပေးသွားမှာပဲဖြစ်ပါတယ်เนาะဟုတ်ကဲ့ကျွန်တော်ကိုဗာမေးထားလေးဆိုရင်ဘာရူးနဲ့စကာရန်ဘလိုနေရာတွေမှာသုံးရတာလဲဆရာတဲ့အားတဲ့အချိန်ဗီဒီလေးနဲ့အွန်လိုင်းမှာတင်ပေးပါလားတခြားသောမသိသေးတဲ့သူတွေလည်းသိရအောင်လို့လို့ကျွန်တော်ကိုမေးထားပါတယ်เนาะဟုတ်ပြီဒါဆိုရင်ဘာရူးဆိုတာကျွန်တော်တို့ကအစ်စ်ကိုပြောတာเนาะ ဘာရုအတိစကရန်ဆိုတာအခုနော်ဘာရုဆိုတာအတိကို ပြောတာစကရန်ဆိုတာအခုဒီစကလုံးနှလုံးရဲ့ကွဲလွဲချက်ကလေးတွေကိုကျွန်တော်ကဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်နော်အီနီဘာရန်ဘာရုတောင်းအီနီဘာရန်ဘာရုတောင်းဒီပစ္စည်းကအတိတိလားလို့ပြောတဲ့ပုံစံမျိုးဖြစ်တယ်နော်သူကအဟောင်းအတိကိုပြောနေတာနော်အီနီဘာရန်ဘာရုတောင်း ဒီပစ္စည်းကအသေးသေးလားလို့ပြောတဲ့ပုံစံမျိုးဖြစ်တယ်နော်။အင်းဒီဘာရန်ဘာလို့တောင်းဒီပစ္စည်းကအသေးသေးလားလို့ပြောတဲ့အတိတ်ပဲပါနော်။အင်းဒီဆိုတာဒီဟာဘာရန်ဆိုတာပစ္စည်းဘာရုဆိုတာအသေးတောင်းဆိုတာသိတယ်သိလားပေါ့နော်ဒီနေရာမှာကြတော့အင်းဒီဘာရန်ဘာလို့တောင်းဒီပစ္စည်းကအသေးသေးလားပေါ့။ဒီအမျိုးကိုပြောတဲ့ပုံစံမျိုးဖြစ်ပါတယ်နော်။အင်းဒီဘာရန်ဘာလို့တောင်း ဒီပစ္စည်းကအစ်တတိလာလို့ပြောတဲ့ပုံစံမျိုးဖြစ်ပါတယ်เนาะဤနည်းဆိုတာဒီဟာဘာရန်ဆိုတာပစ္စည်းဘာရုဆိုတာအစ်တတောင်းဆိုတာတိတယ်တိလာပေါ့เนาะဒီနေရာမှာဤနည်းဘာရန်ဘာရုတောင်းဒီပစ္စည်းကအစ်တတိလာလို့ပြောတဲ့ပုံစံမျိုးဖြစ်ပါတယ်เนาะ dearly handphone ဘာရု dearly handphone ဘာရုသူဖုန်းအစ်တဝယ်တယ်လို့ပြောတဲ့အတိတ်ပဲပါเนาะ dearly handphone ဘာရု သူဖုံးအစ်စ်ဝဲတယ်လို့ပြောတဲ့အတိပဲပါနော် dear bleh handphone baru သူဖုံးအစ်စ်ဝဲတယ်လို့ပြောတဲ့အတိပဲပါနော် dear ဆိုတာသူ bleh ဆိုတာဝဲတာ handphone ဆိုတာကျွန်တော်တို့ကိုင်းတဲ့ဖုန်းကိုပြောတာ baru ဆိုတာအစ်စ်နော် dear bleh handphone baru ဆိုတော့သူဖုံးအစ်စ်ဝဲတယ်လို့ပြောတဲ့အတိပဲပါနော်ဒါကြောင့် baru ဆိုတာအစ်စ်ကိုလည်းသုံးတယ်နော်အစ်စ်လို့သုံးလို့ရတယ်နော် baru ဆိုတာအစ်စ်ဒါကြောင့်ကျွန်တော်တို့ကဒီမှာ ာဒီ PC ကအစ်စ်နော်ဒီဖုန်းကအစ်စ်တလုံးဝယ်တယ်ပေါ့နော်ဖုန်းတလုံးဝယ်တယ်ပေါ့နော်အစ်စ်တလုံးဝယ်လိုက်ဖုန်းအစ်စ်ဝယ်လိုက်တယ်ပေါ့ဒါမျိုးကိုပြောချင်တာနော်ဒါကြောင့် dearly handphone baru သူဖုန်းအစ်စ်ဝယ်တယ်လို့ပြောတဲ့အတိပဲနော် dearly handphone baru သူဖုန်းအစ်စ်ဝယ်တယ်လို့ပြောတဲ့အတိပဲပါနော် dear ဆိုတာသူ belly ဆိုတာဝယ်တာ handphone ဆိုတာဖုန်းပြောတာ baru ဆိုတာအစ်စ် dearly handphone baru သူဖုံးအစ်ဝဲတယ်လို့ပြောတဲ့အတိတ်ပဲပါနော်နောက်တစ်ခု dear barubagi saja dear barubagi saja ဒါဆိုရင်ကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုတော့သူဂူလေးတင်သွားတယ်လို့ပြောတဲ့အတိတ်ပဲဟုတ်ပြီဒီနေရာမှာကျတော့ကျွန်တော်တို့ကဘာလို့ကိုအစ်စ်လို့မသုံးတော့နော်အဲစကလုံးလေးတွေကအဲ့လိုမျိုးပေါ့နော်ပွဲလွဲမှုလေးတွေနည်းနည်းရှိတယ်ခုနကပစ္စည်းအစ်စ်တို့နော်ဖုံးအစ်စ်တို့ဒီလိုမျိုးဘာလို့နဲ့သုံးတယ်လို့ သူဂူလေးတင်သွားတယ်ဆိုရင်ဒီဘာရူပကိစကြသူဂူလေးတင်သွားတယ်ဒီလိုမျိုးလဲပြောလို့ရတယ်เนาะဒါဆိုရင်ဒီဟာဆိုတာသူဘာရူဆိုတာအစ်စ်ပကိဆိုတာသွားတာစာကြာဆိုတာမျှတာเนาะအဲ့လိုမျိုးတလုံးချင်းဘာသာပြန်ပေမဲ့ဒီနေရာမှာကြတော့ဒီဘာရူပကိစာကြသူဂူလေးတင်သွားတယ်လို့ဘာသာပြန်လို့ရတယ်เนาะဒါကြောင့်ဘာရူဟာတချို့နေရာမှာအစ်စ်လို့သုံးလို့ရတယ်လို့တချို့နေရာတွေကြတော့လေဘာရူပကိစာကြသူဂူလေးတင်သွားတယ်လို့သုံးလို့ရတယ်เนาะ ဒါကြောင့်တသမတ်တဲတော့ဒီစကလုံးတစ်လုံးကိုအစ်စ်လို့မှတ်ထားလို့မရဘူး။ဒါကြောင့်ကျွန်တော်ကဒီဗီဒီယိုမှာဒီလိုမျိုးလေးခွဲပြောပြတာဖြစ်တယ်နော်။အာနော်ပစ္စည်းအစ်စ်တို့နော်ဖုန်းအစ်စ်တို့ဒါမျိုးကိုလည်းဘာလို့လဲသုံးသလိုသူဂူလေးတင်သွားတယ်ဆိုရင်လေဒီဘာလို့ပြီးစာကျသူဂူလေးတင်သွားတယ်လို့ပြောတဲ့အတိတ်ပဲပါနော်။ဒီယာဆိုတာသူဘာလို့ဆိုတာအစ်စ်ပဲပကီးဆိုတာသွားတာစာကြာဆိုတာမျှတာဒီဘာလို့ပကီးစာကြာဆိုရင်သူဂူလေးတင်သွားတယ်လို့ ပြောတယ်အတိတ်ပဲပါနော်ဒါကြောင့်ကျွန်တော်တို့ကဘာရုဆိုတဲ့နေရာမှာအစ်စ်လို့လဲတုံးလို့ရလို့ဂူလေးတင်ပေါ့နော်အဲအဲ့လိုမျိုးလဲကျွန်တော်တို့စကားဆင်ပြီးတော့မှတုံးလို့ရပါတယ်နော် dear ဘာရုပကြီးစာကျသူဂူလေးတင်သွားတယ်လို့ပြောတယ်အတိတ်ပဲပါနော် our bill sampai our bill sampai မင်းဘယ်တော့ကရောက်တာလဲလို့ပြောတယ်အတိတ်ပဲပါနော် our bill sampai မင်းဘယ်တော့ကရောက်တာလဲလို့ပြောတဲ့အတိတ်ပဲနော်အာဝဆိုတာမင်းဘီလာဆိုတာဘရော့လေစံပိုင်းဆိုတာရောက်တာဒါကိုကျွန်တော်တို့ကပေါင်းပြီးတော့ဘာသာပြန်ရင်အာဝဘီလာစံပိုင်းမင်းဘယ်တော့ကရောက်တာလဲလို့ပြောတဲ့အတိတ်ပဲပါနော်အာဝဆိုတာမင်းဘီလာဆိုတာဘရော့လေစံပိုင်းဆိုတာရောက်ရှိတာကိုပြောတာအာဝဘီလာစံပိုင်းမင်းဘယ်တော့ကရောက်တာလဲလို့ပြောတဲ့အတိတ်ပဲပါနော် saya baru sampai saja saya baru sampai saja ကျွန်တော်ခုပဲရောက်တာကျွန်တော်ဂူလေးတင်ရောက်တာလို့ဒီလိုမျိုးဘာသာပြန်လို့ရတယ်เนาะဒီနေရာမှာလဲကျွန်တော်တို့ကဒါဘာရုကိုအစ်စ်လို့မသုံးမဲနဲ့ဂူလေးတင်ခုပဲဆိုရင်ဒီဘာရုနဲ့သုံးလို့ရတယ်เนาะဒါကြောင့်စာရဘာရုစံပိုင်းစကြုကျွန်တော်ဂူလေးတင်ရောက်တယ်ဒါမှမဟုတ်လို့ရှင်လဲကျွန်တော်ခုပဲရောက်တယ်စာရဘာရုစံပိုင်းစကြုကျွန်တော်ခုပဲရောက်တယ် ။ဒါမှမဟုတ်ရှင်လဲကျွန်တော်ဂူလေးနေရောက်တယ်ပေါ့နော်။စာယဘာရုစံပိုင်းစာယကျွန်တော်ဂူပဲရောက်တယ်လို့ပြောတဲ့အတိတ်ပဲပါနော်။ဒါကြောင့်ဒီဘာရုတလုံးကိုမှတ်မယ်။ပစ္စည်းအစ်စ်လို့သုံးတဲ့နေရာမှာလဲဘာရုကိုသုံးတယ်လို့ဂူလေးတင်ဂူပဲနော်။ဒါမျိုးဆိုရင်လဲကျွန်တော်တို့ကဘာရုနဲ့သုံးတယ်နော်။စာယဘာရုစံပိုင်းစာယကျွန်တော်ဂူပဲရောက်တယ်နော်။စာယဆိုတာကျွန်တော်ဘာရုဆိုတာအစ်စ်စံပိုင်းဆိုတာရောက်ရှိတာစာကြာဆိုတာမျှတာ saya baru sampai saja. Ceno gue yau delu, piore deh beba, no? Awo mari sekarang, awo mari sekarang, me gue lagi lu, piore deh beba, no? Awo mari sekarang, me gue lagi, awas ra me, mari sra lara, sekarang sra gue, awo mari sekarang, me gue lagi lu, piora, no? Tadi sekarang sra gue piora, no? मैं अंगू लागे सोए आवो मारी कारण मैं अंगू लागे आवा सुरा मैं मारी सुरा लावा सकारण सुरा गु आवो मारी कारण मैं अंगू लागे लो प्योरे डेबेवा नो आवो मारी कारण मैं अंगू लागे आवा सुरा मैं मारी सुरा लारा सकारण सुरा अगु प्योरा आवो मारी इस कारण मैं अंगू लागे लो प्योरे डेबेवा नो सकारण साय सेबो sekarang saya sibuk ငါအခုအလုပ်ရှုပ်နေတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါနော် sekarang saya sibuk ငါအခုအလုပ်ရှုပ်နေတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါနော် sekarang ဆိုတာအခု saya ဆိုတာကျွန်တော် sibuk ဆိုတာအလုပ်ရှုပ်တာပေါ့နော်ဒါမျိုးကိုပြောတာ sekarang saya sibuk ငါအခုအလုပ်ရှုပ်နေတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါနော် sekarang ဆိုတာအခု saya ဆိုတာကျွန်တော်ငါ sibuk ဆိုတာအလုပ်ရှုပ်တာကိုပြောတာ sekarang saya sibuk. Ngah aku lau show ni dia lu, biar dia ada ibu bapa, no? Awak pergi Awa no? Awa mana sekarang? Awak pergi mana sekarang? Mengku betul am malelu, mere ada ibu bapa, no? Awak pergi mana sekarang? Awak pergi mana sekarang? Mengku betul am malelu, mere pun dah mewu pihpare, no? Awak sura meng pergi sekarang, tuara mana sekarang, bermas sekarang sura gu awak bagi mana sekarang? Minggu betul malelu, mereka pun dah mahu pergi No, awak sekarang min, bagi sekarang tuara mana sekarang bema sekarang sekarang gu. Awak bagi mana sekarang? Minggu betul malelu, piore deh bema. No, saya boleh buat ini, tapi bukan sekarang. Saya boleh buat ini, tapi bukan sekarang. Jenar dah gu lawan ini dah bima. ခုမဟုတ်သေးဘူးလို့ပြောတဲ့အတိတ်ပဲပါနော်ဒီမှာစကရန်ဆိုတာခုလို့ပြောတာနော်စာရဘိုလေးပွိုင်းနီတပိဘူကန်စကရန်ကျွန်တော်ဒါကိုလုံးနိုင်တယ်ဒါပေမဲ့ခုမဟုတ်သေးဘူးလို့ပြောတဲ့အတိတ်ပဲပါနော်စာရဆိုတာကျွန်တော်ဘိုလေးပွားဆိုတာလုံးနိုင်တယ်အင်းနီဆိုတာဒီဟာတပိဆိုတာဒါပေမဲ့ဘူကန်ဆိုတာမဟုတ်ဘူးစကရန်ဆိုတာခု saya boleh buat ini tapi bukan sekarang ကျွန်တော်ဒါကိုလုံးနိုင်တယ်ဒါပေမဲ့ ခုမဟုတ်သေးဘူးလို့ပြောတဲ့အတိတ်ပဲပါနော်စကရန်စူရာပုကိုဘရာပစကရန်စူဒပုကိုဘရာပစကရန်စူဒပုကိုဘရာပခုဘယ်အချိန်ရှိပြီလဲဒါမှမဟုတ်ရင်ခုဘယ်နှနာကြီးရှိပြီလဲဒါမျိုးပြောလို့ရတယ်နော်စကရန်စူဒပုကိုဘရာပအခုဘယ်အချိန်ရှိပြီလဲဒါမှမဟုတ်လို့ရှင်လဲအခုဘယ်နှနာကြီးရှိပြီလဲလို့ပြောလို့ရပါတယ်နော်စကရန်ဆိုတာအခု सूटा असरा पीवी पुको ब्रापा असरा बे चैले हम बनना इले हमें वो प्योले यारे ना सकारा सूटा पुको ब्राप गु बे चैसी बिले हम हम गु बनना इसी बिले लो प्योलो या बारे नो सकारा सूटा पुको ब्राप गु बे चैसी बिले हम हम हो गु बनना इसी बिले ढियामियो प्योलो या बारे नो सकारा असरा गु सूटा असरा पीवी पुको ब्रापा असरा बे चैले बनना इले यामियो प्योले या बारे ना ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုမှာဆိုရင်ကျွန်တော်ကဒီဘာရုဆိုတဲ့စကားလုံးနဲ့စကားရန်ဆိုတဲ့စကားလုံးကိုကျွန်တော်ကဒါခွဲ ပြီးတော့မှပြောပြပေးသွားတာဖြစ်ပါတယ်เนาะဒါကြောင့်ဒီဗီဒီယိုမှာကျွန်တော်ကဒါဘာရုရဲ့စကားရန်ကိုရှင်းပြပေးတာပဲဖြစ်ပါတယ်เนาะဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုကိုအခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတခါပြန်တွေ့ပါမယ်